ဆစ်ဒနီဆိုတဲ့အမျိုးသမီးက Los Angeles မြို့ကစွန့်ဦးတည်ထွင်လို့တဲ့သူတူပါသူကမြန်မာနိုင်ငံရဲ့ကယန်းလူမျိုးတွေကိုစိတ်ဝင်စားသူတစ်ယောက်လည်းဖြစ်ပါတယ်ကယန်းလူမျိုးတွေရဲ့လေပင်ကခြေခွင်းတွေအကြောင်းကို အထူးစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီးတော့သူတို့ရဲ့လေပင်ရှည်မှုကိုလည်းအထူးအလေးထားခဲ့ပါတယ်သူမကဒရိစန်နေတဲ့မှာလည်းတစ်ကလောက်အုပ်လို့လေပင်ရှည်ရဲ့ကောင်းလေးကိုသဘောကျပါတယ်ဒီနေ့မှာတော့သူမရဲ့အထူးစိတ်ဝင်စားမှုကိုအသွင်တစ်တစ်ခုပြောင်းလဲပြီးတော့ Los Angeles မှာ လူအများကြားတွေကခွဲထွက်နိုင်မယ်ဆိုတာကိုစဉ်းစားမိခဲ့ပါတယ်။ဒီမှာစံသစ်တီထွင်မှုတွေလုပ်ဖို့မကြောက်တဲ့သူပါ။ဒီမှာအခုလုပ်တော့မယ့်အရာဟာ လူမှုပတ်ဝန်းကျင်ထဲမှာ အမြင်ခွင့်ပြမှုတွေဝေဖန်မှုတွေအနေနဲ့များရနိုင်တယ်ဆိုတာကိုသိခဲ့ပါတယ်။ဒါပေမဲ့လည်းဒီမှာစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ကယန်လူမျိုးတွေလိုမျိုးအထူးယူပြီးတဖြည်းဖြည်းလေပင်ကိုခြေကွင်းနေစတင်တက်ဆင်ခဲ့ပါတယ်။ဆစချင်းတကွင်းနှစ်ကွင်းကနေကယန်မျိုးသမီးတွေရဲ့လေပင်အရှိကြီးဖြစ်အောင်အထိကွင်းရီတွေအများကြီးတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကဆစ်ဒနီအထက်ဘဝရဲ့ထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတော့တယ်။ တမမှာခရမ်းလူမျိုးတွေအတိုင်းလေမင်းအရှိကြီးဖိုင်ဆိုင်ရနိုင်ဖို့အိမ်မက်တခုရှိပြီးရောအဲ့ဒီအိမ်မက်ကိုဖြည့်ဆည်းဖို့အတွက်လဲစွန့်စွန့်စားစားစူးစားဖို့အသင့်ဖြစ်နေခဲ့ပါတော့တယ်။တမခရမ်းလူမျိုးတွေအတိုင်းလူလူချင်းနဲ့အရှိရအောင်လေမင်းကို ခွင်းနေတက်ဖို့ငားနေကြခဲ့ပါတယ်။တမစိတ်ကြိုက်ခွင်းနေတက်ပြီးတဲ့အချိန်မှာတော့လေမင်းရှိရတမအတွက်အလပအဆုံးသင်္ကေတတခုလိုဖြစ်လာပါတော့တယ်။ သူမဟာအသက်30မကြိုင်ခင်အောင်မြင်တဲ့အထင်ကရာပုံကိုတူဖြစ်ချင်တဲ့အိမ်မက်ရှိပါတယ်။ဒါကြောင့်ဒီလေဗင်းရှိဖို့ခွင်းနေပတ်တဲ့လုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်းစားခဲ့တာဖြစ်ပါတယ်။သူရဲ့အထူးခြားမှုကိုကဘာတဝန်လုံးကိုသူအသိစေချင်ပါတယ်။လေဗင်းမှာခွင်းနေတဲ့ main ကလေးတစ်ကလက်အုံးနဲ့တူတဲ့ main ကလေးအဖြစ်သူမဟာအလွန်အလေးထားခံခြင်းခဲ့ပါတယ်။ငယ်ငယ်ကလေးကစစ်တနီကစံဖက်ရတာကိုရမ်းကြိုက်ပါတယ်။ သူကကြိုက်ဆုံးအကြောင်းအရာကတော့ကမ္ဘာတဝန်ကလူမျိုးစုအသီးသီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါတခါမှာတော့ National Geographic Magazine တစ်ဆောင်ဖတ်ရင်ဒေဗင်းမာကွင်းနေပတ်သက်ထားတဲ့မြန်မာနိုင်ငံကယန်းမျိုးနွယ်ဝင်မိန်းကလေးတွေရဲ့အကြောင်းကိုဖတ်ခဲ့ရပါတယ်ကယန်းတို့ရဲ့အလေးထားရာယဉ်ကျေးမှုဖြစ်ပြီးတော့သူတို့ရဲ့လူသိများကြော်ကြားတဲ့သင်္ကေတလေးဖြစ်ပါတယ် ခရဲလူမျိုးမိန်းကလေးတွေအပြိုပေါ်ဝင်ရောက်တဲ့အချိန်မှာအဲ့ဒီ level ကွင်းဘက်တွေကိုစတင်တက်ဆင်ရပါတယ်။စီဒနီကဒီအကြောင်းတွေဖတ်ပြီးတော့ကရဲတို့ရဲ့ရိုးရာရင်စည်းမှုကို အလွန်သဘောကျသွားပါတယ်။သူတို့လည်းကရဲရိုးရာရင်စည်းမှုကအလားပါတဲ့သက်ဆိုင်တဲ့သင်္ကေတဆန်နှုန်းတစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။ ါပေမဲ့ဟိသူဟာကရန်ရိုးရလဲပင်ခွင်းတွေကိုတင်ကြိုက်တာမဟုတ်ပါဘူး။တစ်ကလတ်အုပ်တွေကိုလည်းကြိုင်းနေတတ်တဲ့သူပါ။ဒါကြောင့်လဲတစ်ကလတ်အုပ်တွေရဲ့အဆက်ပြောက်တွေနဲ့ဆင်တူတဲ့ဝစ်စုံတွေကိုဝစ်စင်လေးရှိပါရဲ့။ဒီမှာဒရိဆန်ယုံမှာတစ်ကလတ်အုပ်တွေကိုကြည့်နေရတာကိုလည်းအလွန်နှစ်သက်ပါရဲ့။ဒါကြောင့်သူကလဲပင်ရှိတဲ့တစ်ကလတ်အုပ်တွေနဲ့ကရန်လူမျိုးတွေရဲ့လဲပင်ခွင်းတွေကြောင့်လဲပင်ရှိတဲ့အကြောင်းအရာတွေကိုပေါင်းစပ်နိုင်ဖို့စဉ်းစားခဲ့ပါရဲ့။ သူအရွယ်ငယ်စဉ်ကလေးကသူ့အမေနဲ့အဖေကိုသူကလည်းပင်ရှိတဲ့အရာတွေအပေါ်စိတ်ဝင်စားမှုရှိတဲ့အကြောင်းပြောခုပါတယ်။ဒါပေမဲ့သူမိဘတွေကသူတလောက်ထိစိတ်ပြင်းပြမယ်လို့မထင်ထားခဲ့ကြပါဘူး။စစ်တနီကမျောလင်းချက်ကြီးမှတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အိမ်မက်တွေကိုလွယ်လွယ်နဲ့စွန့်လွှတ်မဲ့သူမဟုတ်ပါဘူး။သူရဲ့ရှေ့လျာတဲ့ level ကိုလည်းသဘောကျနဲ့ချိန်ပြီးတော့မှန်ကြည့်ရတာကိုလည်းချိန်နဲ့နေတတ်သူပါ။ကရင်လူမျိုးစုကမင်းကလေးတွေကဘာကြောင့် level ရှိအောင်လုံးကြတာလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းသိထားသင့်တာကြောင့်ရှင်းပြပေးပါမယ်။ဒီရင်ကျင်းမှုကမျိုးဆက်တိုင်းမှာလက်ဆင့်ကမ်းလာကြတာဖြစ်လို့ဒီကနေ့အထိမတိမ်ကုန်သေးပဲမြင်တွေ့နေရသေးတာဖြစ်ပါရင် လူမျိုးစုလွယ်ဝဲမိကလေးတိုင်းကဒီရိုးရော်ကိုလိုက်နာဖို့သင်ကြားခံရပါတယ်။အသက်တနည်းကြီးလာတိုင်းမှာတကွင်းစီတိုးတိုးပြီးတော့တက်သွားရပြီး လေမင်းအယိုးကိုမထိခိုက်မိအောင်သတိထားဖို့လိုပါတယ်။ကယံမင်းကလေးတွေအားလုံးဟာညာရောက်တာကြောင့်မှခွင်းနေုံချွတ်ရပါဘူး။လေမင်းရှင်နေတဲ့ပုံစံဟာခွင်းနေအများကြီးဝတ်ထားရတာကြောင့်ဖြစ်လာတာဖြစ်ပြီးတကယ်တမ်းတော့လေမင်းယိုးကို မတန်ထားရလို့ဖြစ်နေတာကြောင့်ပါ။လေမင်းရဲ့အစ်စ်အယိုးကိုပုံပြက်စေနိုင်ပါတယ်။ဒါပေမဲ့ကယံရင်ကျင်းမှုမှာတော့လေမင်းရှိတာနဲ့ခွင်းနေတက်တာက အလားပါစံနှုန်းတရက်အဖြစ်ကိုယုံကြည်ထားကြပါတယ်။လေဘင်းရခွင်းနေရမိမတူးကိုနဂါးနဲ့ဆင်တူသွားအောင်တက်ပေးရလို့သိရပြီးတော့ခွင်းနေကြောင်းဈေးဝင်စားပွဲဖြစ်စီတဲ့အလားပါနဲ့ထူးခြားမှုတရက်ကိုဖော်ဆောင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီယူဆကိုပဲစစ်တနီယသဘောကျတာဖြစ်ပြီးတော့အကောင့်ထဲပေါ်ပစ်ခဲ့တာပါ။သူဟာငွေလေးကလေးက plastic label လေးတွေကိုတောင်းတိဝတ်သွားတတ်ပါတယ်။သူ့ကိုတခြားအကြောင်းသူအကြောင်းသားတွေက တက္ကလအုံးမလေးလို့နာမည်ပေးခဲ့ကြပါသေးတယ်။သူကလည်းအရင်နာမည်ကိုကြိုက်ပါတယ်။ကျောင်းမှာသူ့ရဲ့ထူးခြားမှုကြောင့်အသိမပြုခံရတာကိုအကြိုက်တွေးခဲ့ပြီးရနောက်မှာ အရွယ်ရောက်လာတာနဲ့အမျပိုပြီးတော့ထင်ပေါ်ကျလာတဲ့အိမ်မက်ရှိလာပါတယ်။ဒါကြောင့်မဲသူဟာ fancy လေဘက်တွေကနေတကယ်လေးလံတဲ့ဈေးလေဘက်တွေကို ပြောင်းပတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့သူမိသားစုနဲ့တငယ်ချင်းတွေကစိုးရိမ်ကြမ်းမြစ်ခဲ့ကြပြီးတော့ ။ဘာလို့လဲ။ဒီလောက်ထိအလေဘက်တွေနဲ့တစ်ကလအုပ်တွေကိုအယူမှုဖြစ်နေရတာလဲဆိုပြီးတော့မေးကြပါရင်ဘာလို့ကိုကိုကိုနာအောင် လုပ်နေရလဲလို့လည်းမေးခဲ့ကြပါရင်စီဒနီအတွက်လည်းနာကျင်မှုတွေတကယ်ရှိခဲ့ပါရင်တခါတလေသူမရဲ့အယုံကြည်မှုတွေကအတိတ်ပဲရောရှိရလားဆိုတာပြန်စဉ်းစားနေခဲ့ရပါရင် ဒါပေမဲ့ဒီနေ့မှာ Lady Gaga ကဂီတပွဲတစ်ခုမှာအသားနဲ့ချုပ်ထားတဲ့ဝတ်စုံကို လိုဝတ်ခဲ့တာကြောင့်စတနီကသူသားတကယ်ဝတ်ချင်ရင်ဘာဖြစ်ဖြစ်ဝတ်လို့ရရင်သူခန္ဓာကိုယ်သူပိုင်နေဆိုပြီးတော့ခံယူလာခဲ့တော့တာဖြစ်ပါတယ်။နောက်တော့တက်ကလအုံးနဲ့ပို့တူအောင်ဝတ်စားစင်လာပါတော့တယ်။ တို့မဟာ2012ခုနှစ်မှာသူတငယ်ချင်းတူဦးရဲ့အကူအညီနဲ့လေဘင်းကွင်းတက်တာကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလေဘက်တွေကသူစိတ်ထင်ထားသလောက်မလွယ်ကူပါဘူး။တော်တော်လေးနာကျင်ရပါတယ်။ဒါပေမဲ့သူရဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့ဆိုရင်နာကျင်မှုကိုမဖြစ်မနေခံနိုင်ရှိရမယ်ဆိုတာသူသိပါတယ်။ဒါကြောင့်စစ်တနေရရှုံးလိုက်ရခြင်းကိုမရွေးဘဲနာကျင်မှုကိုစိန်ခေါ်မှုအဖြစ်ယူဆပြီးတော့ရရင်ဝတ်ဆက်စူးစမ်းခဲ့ပါတယ်။ ူအတွက်တခြားလူတွေဘလို့ထင်မြင်နေဆိုတာဂယူးဆိုင်မနေခဲ့ပဲသူဖြစ်ချင်တဲ့လေဝင်းပုံစံရအောင်စ조사ပြောင်းလဲလာခဲ့ပါတယ်တမကခရမ်းမင်းကလေးတွေလိုအပြိုပေါ်ဝင်ကလေးကစောစောစားတက်ခဲ့တာမဟုတ်ပေမဲ့တမကတလာချပြီးလေဘက်တကွင်းစီပုံမှန်တိုးပြီးတော့တက်နေခဲ့ပါရင်နာကျင်လာပြီမဲ့တမဟာရှက်မဖြစ်ခဲ့ပါဘူးအိမ်မက်အတွက်ကိုအားလုံးကိုရင်ဆိုင်ခဲ့ပါရင်နေနေငယ်အကြာမှာတော့သူကလေဘက်ဆယ်ကွင်းအထိရောက်နိုင်ခဲ့ပါရင် တမရဲ့ပကုံးရိုးတွေဟာငါးပေါင်လေးချံကိုအမြဲခက်နိုင်မလားဆိုတာကတော့ခက်ခဲတဲ့စိန်ခေါ်မှုပါ။သူမှခိုင်မာတဲ့စိတ်ဓာတ်နဲ့ဖြစ်ချင်တဲ့ဆန္ဒကတော့ရှိပါတယ်။ဒါပေမဲ့ ခန္ဓာကိုယ်နဲ့စိတ်ခံစားမှုအရာကရောဖြစ်နိုင်ပါမလားစေတနီယာအနာကက်မှာကြော်ကြားသူဖြစ်ချင်တာအမှန်ပါသူရဲ့ထူခြားတဲ့ရွေးချယ်မှုတွေကိုလူသိများစေချင်တာပါလေပင်ရှီအောင်လုပ်တဲ့အရင်ကြီးမှုကိုကဘာတဝမ်က သိကြပေမဲ့လော့စ်အန်ဂျလိစ်မှာတော့သူတယောက်ပဲရှိသည့်ထိအောင် ရှားပါထူကြပါတယ်ဒါကြောင့်အယ်လီလမ်းမပေါ်လမ်းလျှောက်သွားတိုင်းသူ့ကိုလူတိုင်းကစူးစမ်းကြည့်ကြပါတယ် သူကသူ့ရဲ့လှူရှာမှုတိုင်းကိုမိသားစုနဲ့တငယ်ချင်းတွေကိုမျှဝေချက်ပါတယ်။ social media မှာလည်းသူ့ရဲ့လူနေမှုဘဝအကြောင်းကို post တင်တာများပါတယ်။အဲဒီနောက်သတင်းမီဒီယာတွေကသူ့အကြောင်းဖော်ပြလာကြပါတယ်။သတင်းထုတ်လွှင့်ရေးသားသူတွေကလည်းသူ့ရဲ့ထူးခြားတဲ့ရွေးချယ်မှုအကြောင်းကိုပို့ပြီးတော့သိကြလာကြပါတယ်။မကြာခင်မှာပဲ Griffin Woman လို့နာမည်ရလာတာဖြစ်ပါတယ်။ Modeling Agency တွေဘက်ကလည်းသူ့ပုံစံကိုစိတ်ဝင်စားပြီးတော့ fashion လုပ်ငန်းတွေကဖိတ်ကြားလာပါတယ်။ဒါပေမဲ့လူသိများမှုကအမြဲတမ်းအကောင်းကြီးပဲမဟုတ်ပါဘူး။တချို့ကသူ့ကိုလေဘက်အတုတွေဝက်ချားတာလို့ပြောကြသလိုတချို့ကလည်းနာမည်ကြီးကျန်လို့သူများယဉ်ကျေးမှုကိုခိုးတာဘာညာဆိုပြီးတော့ဝေဖန်လာကြပါတယ်။ဒါကြောင့်တဖြည်းဖြည်းနဲ့သူ့ဘဝကိုနှိမ့်စင်လေပတ်နိုင်ဖို့တောင်မှခက်ခဲလာခဲ့ပါတယ်။ဈေးဝယ်ဖို့မြို့ရဲမှာကားမောင်းဖို့တောင်အခက်အခဲဖြစ်လာပါတော့တယ်။ သူကလူတော်ရဲကိုမသွားရတော့ဘဲအိမ်ထဲမှာပဲနေနေရပါတယ်ပြေးခြင်းရေကူးခြင်းတောင်းတခြင်းနဲ့တခြားသူရဲ့ဝါသနာနဲ့စိတ်ဝင်စားမှုတွေလို့ဖို့တောင်းအခက်အခဲဖြစ်လာပါတော့တယ်မော်ဒယ်လင်းကအနေငယ်ဝင်ငွေရရှိပေမဲ့ရေရှည်အတွက်မလုံလောက်နိုင်ပါဘူး သူလူတွေကသူ့ကိုမဟုတ်ပဲသူ့လည်းပဲနေဘက်တွေကိုပဲစိတ်ဝင်စားကြတာဖြစ်ပါတယ်။ပတ်ဝန်းကျင်ကလည်းသူ့ကိုရှောင်ဖယ်လာပါတယ်။ပြိဆုံဝင်ရှိရင်တောင်မှသူ့ကိုမဖိတ်ကြပါဘူး။နောက်ဆုံးမှာတော့သူ့ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးလာတဲ့လေဘက်တွေရဘေးရဲ့အထံရတွေကြောင့်ဆရာဝန်တွေကလည်းလေဘက်တွေကိုဖြုတ်ပစ်ဖို့အကြံပြုလာကြပါတယ်။အခုချိန်မှာတော့သူဟာလေဘက်တွေကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။တငယ်ချင်းတူဦးနဲ့အတူခွင်းနီကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ခွင်းနီချင်းရုံကနာကျင်မှုများခဲ့ပေမဲ့ ဒါဟာသူမအနာခက်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။သူ့လည်းပဲရှည်နေသေးပေမဲ့ physical therapy နဲ့တဖြည်းဖြည်းနဲ့ပုံမှန်အတိုင်းပြန်ဖြစ်အောင်ကုသလို့ရနိုင်တယ်လို့ဆရာဝန်တွေကပြောပါတယ်။စီရနီယာအခုတော့သမယောက်ျားနဲ့သမီးလေးနဲ့အတူဂျမ်ဖော်ရီဘဝတစ်ခုနဲ့တာယာအေးချင်းရဲ့အိမ်တောင်တစ်ခုကိုတည်ထောင်ထားပြီးတော့နေထိုင်နေရလဲဖြစ်ပါရင်ရှင်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက် အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်